တနင်္လာသားသမီးများတွေအခုဒါဝင်ရောက်ဖြတ်တန်းရတော့မယ့်အော်တိုဘာလတလတာနဲ့ပတ်သက်တဲ့ကကြမအခြေအနေကိုအရှင်းဆုံးဗီဒီယိုကိန်းနဲ့ဟောပြောပေးမှာပါ။အဲပြီးတဲ့အခါမှာတဲရော့ကလေးတွေနဲ့လည်းပဲကကြမဖတ်ကြားပေးမှာပဲဖြစ်ပါလေခင်ဗျာ။တနင်္လာသားသမီးများနေနဲ့အခုဒီအော်တိုဘာလတလတာဟာမထင်မှတ်တာတွေမမျောလင့်တာတွေအံ့အားသင့်ပွေရာအဖြစ်ပြက်တွေကိုကြုံတွေ့ရစေနိုင်တဲ့ဒါလာတလာပဲဖြစ်ပါလေ။အဲတော့ဒါထူးထူးခြားခြားအဖြစ်ပြက်တွေကိုပေါ့နော် ကြုံတွေ့ရနိုင်ပါတယ်အဲ့တော့ကောင်းလာတွေလည်းရှိနိုင်သလိုအဲဆိုးလာတွေလည်းပဲရှိနိုင်ပါတယ်နောက်ထပ်ထူးခြားတာကတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်နှစ်ခါထပ်ထပ်ပြီးတော့ဖြစ်တတ်ပါတယ်အဲ့တော့ကောင်းတာပဲကြုံကြုံဆိုးတာပဲကြုံကြုံနှစ်ခါထပ်ပြီးတော့ကြုံရတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်နောက်ဒီတလားတာကာလအတွင်းမှာတချို့သောကိစ္စတွေကကြိုတင်ပြင်ဆင်ပြီးတော့ဒါစီစဉ်ထားတဲ့ကိစ္စတွေမှာအစီအစဉ်တွေကြ ဖြစ်ချင်မှဖြစ်လာပါလိမ့်မယ်။မစီစဉ်ထားတဲ့ကိစ္စတွေ၊မရည်ရွယ်ထားတဲ့ကိစ္စတွေ၊မမျှော်လင့်ထားတဲ့ကိစ္စတွေ၊မထင်မှတ်ထားတဲ့ကိစ္စတွေကများသောအားဖြင့်ပုံမူပြီးတော့ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့အကောင်းဆုံးအကြံဉာဏ်ပေးချင်တာကတော့ဖြတ်ခနဲပေါ်ရင်ဆက်ခနဲလောက်ပါလို့ဒါပြောရမယ်ပုံစံမျိုးပါပဲ။အဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့နော်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လောက်ကန်ဆောင်ရတာကပုံမူပြီးတော့ဒါအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်။အဲ့တော့တလားတာကာလအတွင်းမှာ ခရီးတို့သွာလာလှုပ်ရှားမှုတို့နဲ့အလွန်အကျိုးပေးစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ရံဝေးနဲ့ပတ်သက်တဲ့ကုညီကောင်အထောက်ပံ့ကောင်အဆက်အသွယ်ကောင်တွေလည်းပဲရရှိစေတတ်ပါတယ်။တလားတာကာလအတွင်းမှာညီညီလေးနေနေရတာမျိုးမဟုတ်ဘဲနဲ့လှုပ်လှုပ်ရှားရှားသွားသွားလာလာနဲ့လောကကံရနေရထိုင်ရတတ်တာမျိုးလေးတွေကြုံရတတ်ပါတယ်။မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။နောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲ အပေါ်မှာရှိတဲ့အပောင်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတင်းဟာသားသမီးများဟာတလားတာကာလာတွင်းမှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အချက်လေးကတော်တော်လေးအရေးကြီးပါတယ်စိတ်တက်ကြနေတာတို့စိတ်အားငယ်နေတာတို့เนาะကို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 ယုံကြည်မှုတွေเออย่อเนနေတာမျိုးတို့မဖြစ်ပါစေနဲ့ဘလို့အခက်ခဲဘလို့အတားစီးမျိုးကိုမစိုးရင်းဆိုင်ကြော်ဖြတ်သွားနိုင်တယ်ဆိုတော့စိတ်မျိုးကိုမွေးမြူထားဖို့ ြောပါတယ်။ရန်လေးတွေအတိုက်အခိုက်လေးတွေရှိနိုင်တော့လည်းပဲအောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်။အမှုကိစ္စပြဿနာလိုဟာမျိုးပြောဆိုဖြေရှင်းရမယ့်ကိစ္စရမျိုးတွေကိုလည်းပဲအောင်မြင်စွာဖြေရှင်းလုံဆောင်နိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်စနေကြိုအားကောင်းနေတာဖြစ်တဲ့အတွက်နိုင်ငံရချားနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုစီစဉ်ဆောင်ရွက်နေတဲ့သူတွေလည်းပဲအဆင်ပြေပါတယ်။နောက်လူမျိုးကြားဘာသာကြားနဲ့အကျိုးပေးတတ်တယ်လို့တွေးရပါတယ်။နိုင်ငံရချားအဝေးကိုရောက်နေတဲ့သူတွေကလည်းပဲပို့ပြီးတော့အဆင်ပြေမှုတွေ ရာကြီးစီနိုင်ပါလိမ့်မယ်ခင်ဗျာအဲ့တော့အထူးဂယူဆိုင်ဖို့လိုတာကတော့လူမှုပေါင်းတင်ဆက်ဆံရေးပါပဲလူမှုရေးပိုင်းနဲ့ပတ်သက်တဲ့ဂျိုတွေကတော်တော်လေးညံ့နေပါတယ်ဒါကြောင့်မလို့ဒီလာပိုင်းဟာလူအများနဲ့ပေါ့နော်အဆင်မပြေတာမျိုးတွေပို့ပြီးတော့ဖြစ်တတ်လွယ်ပါတယ်ဒါတွေကိုသတိထားဖို့လိုပါတယ်လုပ်ငန်းခိုင်ငံပိုင်းအခြေအနေလေးတွေမှာတိတ်ပြီးတော့အဆင်မပြေတဲ့လူမျိုးတွေ ဖြစ်နေကြပါတယ်လက်ရှိရှိရင်းတဲ့အလုပ်လက်ရှိရှိရင်းတဲ့နေရာမှာအဆင်မပြေမှုတွေများပြီးတော့အလုပ်သစ်နေရာသစ်ပုံစံသစ်တွေအပြောင်းလဲတွေရှာဖွေနေတဲ့သူတွေကတော့အဖွင့်လန်းကောင်းတွေရရှိပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေးရပါတယ်ငွေကြေးကိစ္စတွေမှာမတည်မကြဖြစ်နေကြပါတယ်ရရရှိတဲ့ငွေတွေရှားမလို့လို့နဲ့မရဘူးဖြစ်နေတယ်ပေးเสียရှိတဲ့ငွေတွေဟာမပေးနိုင်သေးဘူးဖြစ်နေတယ်ငွေကြေးပိုင်းမှာထင်းငော့ခက်ခဲကြံ့ကြာမှုလေးတွေကြုံရတတ်ပါတယ်ခင်ဗျာ ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကလည်းပဲအကောင်းအဆိုးကတော့ညီမျှနေပါတယ်တအားကြီးကျမ်းမာရေးကောင်းစေနိုင်တဲ့လာတလာပါလို့ပြောလို့မရသလိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တအားကြီးချူချာမှုတွေပေါ့နော်အဆိုးအညံ့တွေကြီးရဲ့ပဲကြုံတွေ့နေရမယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာကဲဒါကတော့ပထမဦးဆုံးဒါဒီရဲ့အင်္ဂါဝိစာကိုအခြေခံလာတဲ့၃နံပေါ်တော့တိုင်ပါပေါ့နော်ဒီအခု အော်တိုဘာလမှာကြုံတွေ့ရနိုင်တဲ့အခြေအနေတွေကိုအားလုံးခြုံငုံပြီးတော့ကျွန်တော်ဟောပြောပြတာပါတဲရော့ကလေးနဲ့လည်းကျွန်တော်ကန်ချာမှာဖတ်ကြားပေးဦးမှာပဲဖြစ်ပါလေကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီဒီမေးမြန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ဘာယုံမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာ ရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာတဝူးချင်းတယောက်ချင်းရဲ့ကိန်းခံကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်တိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်။နောက်လိုအပ်တဲ့ရည်ရွယ်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ရောက်ရှိနေတဲ့နှစ်ကာလပိုင်းထားနဲ့ပတ်သက်တဲ့အခြေအနေတွေကိုသေချာနားလည်အောင်ဟောပြောပေးပါတယ်။ဉာဏ်ပူဇော်ကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ ောက်တစ်ခုက Play Store မှာစောရန်ထုံးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ Bedding Application လေးကို download ဆက်ကကျွန်တော်နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့နေသားလိုက် Daily Haul တွေကိုနေ့စဉ်ဝင်ရောက် ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ဒါ့အပြင်တပတ်စာဟောသတန်းတွေတစ်လစာဟောသတန်းတွေအဲတစ်နှစ်စာဟောသတန်းတွေကိုလည်းပဲ application တွေထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေများက application လေးကို download ဆက်ကဝင်ရောက်ကြည့်ရှုပါအောင်လို့လည်းပဲ တောင်းဆိုလိုက်ရပါတယ်ခင်ဗျာအခုကျွန်တော်ဆက်လက်ပြီးတော့တင်းလာသားသမီးများအတွက်ဒါကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်တင်းလာသားသမီးများကအတာဟုဖြတ်တန်းဝင်ရပါတော့မယ်ပေါ့နော်အော်တိုဘာလတလားတာဆိုတဲ့အချိန်ကာလအတွင်းမှာကြီးခဲ့တဲ့သူတချို့ကြောင့်ပေါ့နော်စိတ်တော်ကများစရာလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကဒီကာလပိုင်းခြားပေါ့နော်ဒီလာပိုင်းမှာ အပြိုင်ဆိုင်လေးတွေအနှောက်အယှက်လေးတွေရှိတတ်တယ်ဗျ။စိုးရလဲစိုးခဲ့တယ်ပေါ့နော်။လူမှုပေါင်းစင်ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေမှာလည်းပဲအဲဂယူဆိုင်ဖို့ပေါ့နော်။အဲ့တော့အဲ့ဒီအချက်လေးတွေကိုတော့ထည့်ပြီးတော့ ပြောကြပါတယ်။နောက်6လောက်တွေမသေးကျင်တာမလှုပ်ကျင်တာ6လောက်နာတာ6လောက်ထိခိုက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။အားလေးတွေကိုနည်းနည်းခယူဆိုင်ပေးပါ။အဲ့တော့တိုးတက်အောင်မြင်မှုတွေကိုရရှိနိုင်တော်လဲပဲအခက်အခဲတွေနဲ့တူစိန်ခေါ်မှုတွေကြုံတွေ့ရစေနိုင်မဲ့လာတလာပဲလို့ဆိုရမှာပဲဖြစ်ပါတယ်။အဲ့တော့ဆောင်ရဲရမဲ့ရေရာကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမပထောင်းညွတ်၁၂ညွတ်ရဲ့ဒံပေါက်တပွဲရဲ့လှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေ ပွင့်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆုတောင်းဆောင်ရွက်ပေးပါလို့ရရရလေးပေးလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်လိုက်ရှယ်ကွန်မန့်လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ